တင်းနှင်းတော်ဤတိုင်းဘိတ်ခိုင်ပုံပြင်းမျိုးနဲ့တပိုင်ခွဲကြီးရမှာစစ်ကောင်စီကဖြစ်ခဲ့တဲ့လက်နက်ကြီးတလုံးလူနေရင်းသားပါ6ယောက်ပေါက်ကွဲပြီးဒေသခံတယောက်ခိခိုက်တိုင်ရာအပြစ်ထံရရှိခဲ့တယ်လို့သိရပါတယ်။မေလ22ရက်နေ့ည8နာရီလောက်ကလင်ညာတပ်ကနေလက်နက်ကြီးတွေဇက်တိုက်ဖြစ်ခဲ့ပြီးတဲ့နောက်အသက်50ပြည့်ဥပိုဟင်းရဲ့နေအိမ်ဒီ6ယောက်ပေါက်ကွဲခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ဥဝဝတိရဲ့ညဘက်နေ့ရက်ဖြစ်တဲ့လက်နက်ကြီးကကျန်းတယ်။အရင်ကတည်းကအတန်ပိုကျဲ6မိုရာကိုဖြစ်တာလို့ပြောပါတယ်။တမိုင်ဘွဲမှလာကြတာပါ။ အသက်အန္တရာယ်ဆိုးရင်ရတဲ့ဥပိုဟင်းကိုညာရင်းကျဲမှာပြည်ကြီးမနိုင်မျိုးနယ်ကဆေးရုံကိုပို့ဆောင်ဖို့ထွက်လာခဲ့ပေမယ့်လင်းညာချေးရတဘာနာမှာစက်ကောင်စီကဖျက်ခွင့်မပေးတဲ့အတွက်တညာ AB နောက်တည့်ရက်မနေ့မှာတကားကျော်ဖျက်သွားလာခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။လူနာအတိကိတ်တန်ရပြင်းထန်တဲ့အတွက်လက်ရှိမှာဘိမျိုးကိုဖျက်ပြောင်းပို့ဆောင်ပေးဖို့လုပ်နေတယ်လို့နှိဆက်သူတွေကပြောပါတယ်။တမိုင်ခွဲချေးရအားလင်းညာချေးရနဲ့တမိုင်ခွဲအကွာဝေးမှာရှိပြီးလင်းညာရတက်ကနေချေးရဘက်ကိုလက်နဲ့ချီရင်းနဲ့မကြာခဏပြက်ခတ်တိုက်ခိုက်လိရှိတယ်လို့ပြောပါတယ်။